မင်္ဂလာပါရှင်ကျမတို့ရဲ့ဒီမိုမြန်မာ channel လေးကနေပြီးတော့နောက်ဆုံးကြားသိထားတဲ့သတင်းများကိုကောင်းနှုတ်တင်ဆက်ပေးသွားပါရမယ်။မန္တလေးမှာနောက်ဆက်တွဲငလင်းချောင်းငလင်းရှောင်းရာရီတဲတစ်ပင်ပေးလို့တားပနဲ့ဦးတင်ဆုံတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မင်းညပိုင်းအားလှုပ်ခတ်ခဲ့တဲ့ပြင်အား9တသမ2 Richter scale ရှိတဲ့ငလင်ကြောင်းမန္တလေးမြို့မဟာအောင်မြင်မြို့နယ်စိန်ပန်းရက်ကွပ်အပယာမရွှေကူဖုန်ကြီးကျောင်းထဲကငလင်ကယ်ဆယ်စကန်တန်းလျားပေါ်တစ်ပင်လဲကြောင်းမှုမှာတားပနှစ်ဦးသေဆုံးတယ်လို့ကုညီကယ်ဆယ်လှုပ်ဆောင်နေသူကပြောပါရတယ်။ ်မန္တလေးမြို့မှာမေလ18ရက်ညနေပိုင်းကနေညပိုင်းအထိမိုးရွာခဲ့သလိုည7:00နာရီခွဲဝန်းကျင်မှာနောက်ဆက်တွဲငနေလုပ်ပြီးနောက်တစ်ပင်ကတန်လျားပေါ်လဲကျသွားတာလို့ပြောပါရယ်ရင်းနောက်ကင်ဆယ်ရေးအဖွဲ့များကတွားရောက်၍လဲစားနေသောတစ်ပင်ကိုရှင်းလင်းခဲ့ရမှာခလင်းငယ်တအူးနဲ့အမျိုးသားတအူးရဲ့အလောင်းကိုကယ်ထုတ်ရရှိခဲ့ကြောင်းသိရှိရပါရယ် လဲသွားတဲ့ကုတ်ကုတ်ပင်ကတက်တန်းချနေပြီးအရင်ရက်ကတည်းကမန္တလေးမှာမိုးလေသဲထန်ထားတော့ကအကိုင်းကြီးလည်းကြိုးကြသေးတယ်မိုးတွေတအားရွာခဲ့တော့မြေကြီးကရေဝပြီးတော့မြေပြော့နေတာငလင်လောက်တာရောမိုးရွာတာကြောင့်အပင်လဲသွားတာလို့စိတ်မရောကမှဒေသပြည်သူတို့ကပြောဆိုပါတယ်မန္တလေးမှာမလ28ရက်နေ့လှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်ယနေ့အချိန်ထိပြည်သူများမှပြိုကျပြန့်စည်နေတဲ့နေအိမ်များကိုပြန်လည်တည်ဆောက်နိုင်ခြင်းမရှိသေးပဲကင်ချင်းစခန်းများတွင်ခိုးလုံနေကြရဆဲဖြစ်ပါတယ် ဆက်လက်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့ပလဲမျိုးနဲ့နှွယ်အင်းကျွာကိုစစ်တပ်ကလေချောင်းနဲ့ပုံကျဲတိုက်ခိုက်မှု6တန်းနဲ့12တန်းចောင်းသားចောင်းသူ2ဦးအပါအဝင်4ဦးသေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။သကိုင်းတိုင်းပလဲမျိုးနဲ့နှွယ်အင်းကျွာကိုအကြမ်းမဆက်ကောင်စီတပ်ကလေချောင်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ရာ6တန်းနဲ့12တန်းចောင်းသားចောင်းသူ2ဦးအပါအဝင်4ဦးသေဆုံးခဲ့ကြောင်းဒေသနေပြည်သူများကပြောပါရတယ်။ ရှနေမီလာဆက်ရှိရဲ့မွန်းတဲ့12:45မိနစ်ကပလဲမျိုးနယ်နွယ်အင်းချင်းရွာအရှိပိုင်းအလဲပိုင်းအနောက်ပိုင်းနေရာ၃ခုကိုအကြမ်းဖက်စစ်ကောင်စီတပ်ကဂျက်ဖိုက်တာနဲ့ဘုံဒီ၃လုံးချဲချတိုက်ခိုက်ခဲ့ရာ၆တန်းကျောင်းသားမောင်ဖုံမင်းတန်၁၂တန်းကျောင်းသူမတ်ကျဲစင်ဦးနဲ့ဒေါ်မက်ကြီးတို့ပွဲချင်းပြီးတေဆုံသွားခဲ့ကြောင်းထို့ပြင်မတ်သိမ်းမြတ်သူမှလည်းစေယုံနိုင်ထမ်းမှန်တေဆုံသွားသဖြင့်စုစုပေါင်းတေဆုံသူ၄ဦးရှိကြောင်းသိရပါတယ်။ ဒီနေ့7:45မိနစ်ကလွဲအင်းကျွော်အရှိပိုင်းအလဲပိုင်းအနောက်ပိုင်းနေရာ၃ခုကို Jet Fighter နဲ့ဘုံသီးသုံးလုံးကျဲချသွားတာ၃ဝချက်ချင်းသေးတယ်တဝဆေးုံမှသေးတယ်အသက်နှစ်နှစ်အရွယ်ကလေးတအူလက်ဖြတ်ရတယ်အရေးပေါ်ဆေးကုသပေးနေရသူ၄ဦးရှိပါတယ်ဘာတိုက်ပွဲမှမရှိဘဲနဲ့ဘုံကျဲသွားတာပါလို့ဒေတာပြည်သူတို့ကပြောဆိုပါတယ်အကြမ်းမဆက်ကောင်စီကလေဆောင်တိုက်ခိုက်မှုကြောင့်ထိခိုက်ဒဏ်ရာရရှိသူ၆ဦးရှိပြီးမောင်ဝင်းရန်စုံမတ်ဆွေမောင်ဝင်းမတ်ဖြူဖြူလုံးနဲ့၃နှစ်အရွယ်ကလေးတ ူတို့မှစိုးရင်ရာကြောင့်ကိုဖိုးတို့ကိုလင်းစိန်တို့မှစိုးရင်ကြာမရှိကြောင်းသိရပါတယ်။ဆက်လက်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့တောင်ငူမျိုးရှိစက်ကောင်စီရဲ့လေတပ်စကန်ကိုတရားခုံမမရှော့တိုက်တုံးများဖြင့်ပစ်ခတ်မှုရှစ်လုံးထိမှန်ခဲ့ပြီးတော့ထိခိုက်ပျက်စီးမှုရှိနိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပဲခူးတိုင်းတောင်ငုံမြို့ကေတုမရီလေးတဲ့စခန်းတွင်တို့တရားခုံမမရှော့တိုက်တို့များဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာရှစ်လုံးအောင်မြင်စွာကြားရောက်ပေါက်ကွဲပြီးထိခိုက်ဒေဆုံးပျက်စီးမှုရှိနိုင်ကြောင်း Bravery for Myanmar BWN အပွဲမှတာဝန်ရှိသူတို့ကပြောဆိုပါရယ်ယနေ့မေလ18ရက်နနက်7:48မိနစ်အချိန်တောင်ငုံမြို့ကေတုမရီလေးတဲ့စခန်းကိုတရားခုံမမရှော့တိုက်တို့စတက်လုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာရှစ်လုံးအောင်မြင်စွာကြားရောက်ပေါက်ကွဲခဲ့ပြီးထိခိုက်ဒေဆုံးပျက်စီးမှုအချိန်တွေကိုစုံစမ်းနေဆဲဖြစ်ကြောင်းသိရပါ ါတယ် တောင်ဟူလေတက်စကန်ကစစ်ရောက်ဆွေးမှုများကျူးလွန်ရာတွင်အရေးပါသောလေတက်တောက်တိုင်တစ်ခုဖြင့်ထမ်းဆောင်ပေးနေသည့်အပြင်ယခုရက်ပိုင်းတောင်ပိုင်းတော်လိုင်းအင်အားစုများရဲ့တော်လိုင်းလှုပ်ရှားမှုများကိုလည်းလေကြောင်းမှတရဆက်ဘုံကျဲတိုက်ခိုက်ရာတွင်အတိအကပါဝင်နေသောလေတက်စကန်တစ်ခုဖြစ်နေသောကြောင့် BWM Mission 30ဆွဲပန်းအဖြစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။အဆိုပါတိုက်ခိုက်မှုကို Bravery for Myanmar BWM Mountain Kena Civilian Defense Force MKCDF Anti-Q People Liberation Force Force ACPLF နဲ့တန်တော်မြောက်ပိုင်းအထူးဒေသအဖွဲ့တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။မြေပြင်စစ်ဆင်ရေးများတွင်ပြည်သူတော်လှန်အင်အားစုများကိုရှင်းဆိုင်နိုင်စွမ်းမရှိတော့ဘဲကြာရှုံးမှုများနဲ့ရင်ဆိုင်လာရသောစစ်ရှုံးကောင်စီသည်လေတပ်ကိုအာကို၍ဝင်းဟင်အသာစီးဖြင့်တော်လှန်အင်အားစုများကိုတံမြန်တိုက်ခိုက်လာကြောင်းမကြသေးမီကဂျပန်ရင်းမျိုးနဲ့အိုထိန်ကွင်ကျင်းရွာစာတင်ကျောင်းမှကျောင်းသူကျောင်းသားကလေးတငယ်များနဲ့ဆရာဆရာမများကိုဘုံကျဲတက်ပြတ်မှုအပါအဝင်နိုင်ငံတော်အ ရပ်ဘက်ပြည်သူများကိုပြစ်မှတ်ထားဘုံကျဲတက်ပြတ်ပြခြင်းဖြင့်၎င်းရဲ့မတရားလူယူထားသောအာဏာကိုဆက်လက်ဆုပ်ကိုင်ထားဖို့စူးစမ်းနေကြောင်းအသိပေးထားပါတယ်။နှွေဦးတော်လှန်ရေးအောင်မြင်ရန်စစ်ကောင်စီလေတပ်ကိုပြိုလဲအောင်လေတပ်များတိုက်လေရင်များပိုင်လော်များလေရင်စီဘုံသီးတစားတို့ထုတ်လုပ်တဲ့စက်ရုံအပါအဝင်လေတပ်ကိုအားပြည့်တဲ့ထောက်တိုင်မျိုးစုံတို့ပြိုလဲရန်လက်လန်းမိသည့်တော်လှန်အင်အားစုများပြည်သူများမှတိုင်းနိုင်ငံပန်းမှဝိုင်းဝန်းကြိုးပမ်းကြရန်မြစ်တာရက်ခံထားပါတယ်။ ဆက်လက်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့ဇူလိုင်လတွင်ဂျားပြတ်အစိုးရပုံစံတစ်ခုစစ်ကောင်စီပြောင်းမွေရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အာနာသိန်းစစ်ကောင်ဆောင်ကလာမယ့်ဇူလိုင်လမှာဂျားပြတ်အစိုးရတရက်ကိုပြောင်းလဲဖွဲ့စည်းနိုင်မယ်လို့နေပြည်တော်ရှိသတင်းရှင်းမင်းတကူကပြောပါရယ်အမျိုးသားကကွယ်ရေးနဲ့လုံခြုံရေးကောင်စီကလုံးကနိုင်ငံကိုအရေးပေါ်အခြေအနေကြီးညာပြီး6လစီတက်တန်းတူအုပ်ချုပ်နေရဇူလိုင်လ31ရက်နေ့တွင်တက်တန်းကုံဆောင်တော်မြည်ဖြစ်ရာနောက်ထပ်6လတက်တန်းတူမှလာရွေးကောက်ပွဲအတွက်ပြင်ဆင်မှုဖြစ်သောအစိုးရသည့်ဖွဲ့စည်းမှလာဆိုတဲ့မေကွန်းကိုဂျားပြတ်အစိုးရဖြစ်နိုင်မယ်လို့လုံခြုံရေးကြောင့်အမည်မဖော်လိုတဲ့သတင်းရှင်းမင်းကပြောပါရယ်အာ နာသိန်းကောင်းဆောင်ဘူဂျုံမူချင်းမြောင်းလိုင်းကရွေးကောက်ပွဲကို၄ပိုင်းခွဲကဒီဇင်ဘာတတိယပတ်နဲ့စရုပ်ထားပတ်2026ခုနှစ်ဇန်နဝါရီပထမပတ်နဲ့ဒုတိယပတ်များတွင်ကျင်းပပြုလုပ်မည်ဖြစ်သည်ဟုမလ25ရက်နေ့ကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့စစ်ကောင်စီအစည်းအဝေးမှာပြောကြားခဲ့ပါတယ်အစိုးရပုံစံကိုမြေတို့ဖွဲ့မြို့အသေးစိတ်ပြောရန်တော့သတင်းရင်းမြစ်ကညင်းဆိုပါတယ်။ဝိုင်းရဲနိုင်ငံရဲ့အကဲခတ်တူဖြစ်သူဦးတန်းစိုးနိုင်ကတော့ စစ်ကောင်စီအဖွဲ့ဝင်တွေလွှမ်းမိုးနေတဲ့အစိုးရပုံစံအနေနဲ့အယံသားပုံစံဘက်ကိုပြောင်းပြီးတော့ဖွဲ့ဖို့မျှော်လင့်ရပါတယ်။ဒါဆောင်မင်းအောင်လိုင်းအနေနဲ့တမန်တော်တို့ဝင်းကြီးချုပ်တို့ယာရူးတွေကိုတော့တစားသူတွေနဲ့အစားထိုးလာနိုင်တဲ့အခြေအနေရှိတယ်လို့ယူဆရပါတယ်လို့ပြောပါတယ်။အစိုးရပုံစံတဲ့တွင်စစ်ကောင်ဆောင်အနေဖြင့်ကာကွယ်ရေးဦးစီးချုပ်တာဝန်ကိုသာဆက်ယူထားနိုင်သည်ဟုသူကဆက်ပြောပါတယ်။မင်းအောင်လိုင်းကစစ်ကောင်စီတွင်ဩဂတ်တာ၎င်းရဲ့အစိုးရဖွဲ့တွင်ဝင်းကြီးချုပ်ဖြစ်နေခဲ့ရက2024ခုနှစ်ဇူလိုင်လ31ရက်နေ့ ကအရေးပေါ်အခြေအနေတက်တန်တိုချိန်တွင်ယာယီသမရဖြစ်သူဦးမြင့်စွေကျမ်းမာရေးမကောင်း၍မတက်ရောက်နိုင်ခဲ့ရကယာယီသမရတာဝန်ကိုပါလွှဲပြောင်းယူခဲ့ပါရယ်။စီအိုစုဆက်လက်ကန်ဆွဲထားသော2008ဖွဲ့စည်းပုံအခြေခံဥပဒေအရကာလုံးကိုနိုင်ငံတော်သမရဒုတိယသမရနှစ်ဦးပြည်သူ့လွှတ်တော်ဩဂတ်ထအမျိုးသားလွှတ်တော်ဩဂတ်ထကာကွယ်ဦးစင်းချုပ်ဒုတိယကာကွယ်ဦးစင်းချုပ်ကာကွယ်ဝင်ချင်းနိုင်ငံသားရေးဝင်ချင်းပြည်ထောင်ရေးဝင်ချင်းနေဆက်ရေးရာဝင်ချင်းအပါအဝင်စုစုပေါင်း17ဦးပါဝင် ဝင်ပါတယ်။ဒါ့ပြင်မဲ2021ခုနှစ်ဖေဖော်ဝါရီလတရက်နေ့တွင်စစ်တပ်ကအာဏာသိမ်းပြီးနောက်ရွေးကောက်ခံအစိုးရရဲ့တမန်တော်ဦးဝင်းမြင့်ဖမ်းဆီးခံထားရသလိုအမျိုးသားလွတ်တော်ဥက္ကဋ္ဌမန်းဝင်းခိုင်တန်းမှအာဏာသိမ်းစစ်အုပ်စုကိုတော်လှန်သောအမျိုးသားညညရဲ့အစိုးရရဲ့ဝင်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။ဒုသမရာဦးဟင်းနရီဗင်တီယူမှာအစောပိုင်းတွင်ကားလုံးအစီဝေးများတက်နေခဲ့ပေမဲ့2024ခုနှစ်ဧပြီ22ရက်နေ့ကတည်းကကျမ်းမာရေးကြောင့်အနားယူခဲ့ပါတယ်။ ။ဟုတ်ကဲ့ပါဒါကတော့ဒီမိုမြမားနေပြီးတော့နောက်ဆုံးရသတင်းများကိုစူးစီးတင်ဆက်ပေးသွားတာပါ။နောက်ဆက်အားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ်သတင်းထူးများနဲ့တူပြန်လာခဲ့ပါမယ်ရှင်။